Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ January reading လေးဖြစ်တဲ့အာလာမယ့်မေလမှာပေါ့နော်ဘယ်လိုကံကြမ္မာလေးကြုံတွေ့ဖို့ရှိလဲဆိုတာလေးကိုအာ reading နဲ့ဖတ်ပေးခြင်းပါတယ်ရှင်ဒီ video လေးကိုအစာကြီးဖတ်တဲ့ဖတ်နေတဲ့လူတွေကြည့်နေတဲ့လူတွေကဆိုလို့ရှိရင်အာစိတ်ထဲမှာပေါ့နော်အာလာမယ့်မေလအတွက်ကံကြမ္မာလေးတည်ခြင်းပါတယ်ဆိုပြီးတော့မှစိတ်ထဲကနေပြီးတော့မှတွေးပြီးတော့ reading လေးကိုဆက်ဖတ်လို့ရတယ်ပေါ့နော်ဒါ January reading ဖြစ်တဲ့အတွက်ကြောင့်အများစုရဲ့ energy ထားဖြစ်ပါတယ်အာအများစုနဲ့လည်းကိုင်းညီမယ်လို့မျှော်လင့်ပါတယ်ပေါ့နော်ရတာဆိုလို့ရှိရင်တော့ဒီနေ့မှာ ဆိုလို့ရှိရင်မေလာအတွက်ကံကြမ္မာဟောစနေလေးကိုအာကက်ကလေးနဲ့ reading ဖတ်ပေးပါမယ်ပေါ့နော်အခုဇောပမာဆုံးနေကတော့ အာတော့အခုလုပ်နေတာဗီဒီယိုလေးတွေနဲ့မတူတဲ့ဟာလေးတွေလုပ်ပေးဖို့ရှိရပါတော့။လာမယ့်ဗီဒီယိုတွေထဲမှာဒီဗီဒီယိုမဟုတ်သေးဘူးပေါ့နော်။ Dungeon Reading ဖြစ်တဲ့အာဒီ January တဲ့အပြင်ကိုမှမှထပ်ပြီးတော့မှအာပို့ပြီးတော့ဆန်းတဲ့တဲ့ပေါ့နော်။အာပို့ပြီးတော့လည်း energy ပို့ခိုက်စေမယ်အဲ့လိုမျိုး backup reading တွေလုပ်ပေးဖို့ရှိပါတယ်။အဲ့ဒါကြောင့်မလို့အကြေမြန်နိုဗာရဲ့ reading လေးကိုတဘောကြတယ် energy ရန်ခိုက်တယ်ဆိုလို့ရှိရင်တော့အာတခြားသောဗီဒီယိုလေးတွေလည်းကြည့်လို့ရအောင်။နောက်လာမယ့်ဗီဒီယိုလေးတွေကြည့်လို့ရအောင်ပေါ့နော်။အာဒီ channel လေးကို subscribe လေးလုပ်ထပ်ပေးဖို့အတွက် နောက်ဆုံးပြန်စီပေါ့နော်ဒါဒါဆိုလို့ရှိရင်အာလာမယ့်မေလမှာဆိုလို့ရှိရင်ဒီလိုမျိုးအာကန်ကျမလေးဖြစ်ဖို့ရှိလဲဘယ်လိုမျိုးကန်ကျမလေးဂျုံတွေ့ရဖို့ရှိလဲဆိုတာလေးကိုဗီဒီယိုလေးဖတ်ပြပြရစီရှင်โอเคဟုတ်ပြီအာပထမဆုံးအနေနဲ့ကကျတော့ reading layer ဆိုလို့ရှိရင်ဒီ ဒီရင်းလေးကိုဖတ်ပေးတဲ့လူတွေကဆိုလို့ရှိရင်မေလာမှာဆိုလို့ရှိရင်ပေါ့နော်အာအထူးအဖြစ်တော့ feeling by နေမှာဆိုလို့ရှိရင်အရင်ကမဲဂျူဖြစ်တဲ့ဘက်ကိုကြောက်သွားတယ်လို့မြင်တယ်အရင်တုန်းကအဲ့လိုမျိုး feeling by နဲ့ပတ်သက်ပါလို့ရှိရင်အဲ့လိုခံစားခဲ့ရတာတွေအာဝမ်းနည်းခဲ့ရတာတွေ emotion နဲ့အရင်ဖြစ်ခဲ့ရမျိုးတွေရှိကောင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ဒီ April ပေါ့အထူးဖြစ်ဒီ April မှာဆိုလို့ရှိရင် emotion နဲ့ပတ်သက်ပြီးအရင်က တက်ရမြန်တာတွေကိုယ်စိတ်ကိုမထိန်းနိုင်တာတွေပေါ့နော်အဲ့လိုမျိုးလေးတွေ feeling နဲ့ feeling ဘာနဲ့ပတ်သက်ပြီးသွားလို့ရှိရင်အဲ့လိုခံစားခဲ့ရတာတွေညာလိုက်မယ်လို့မြင်တယ်။ဒါကြောင့်မလို့အခုလာမယ့်မေလမှာဆိုလို့ဒီ feeling တွေကိုခံစားခဲ့ရတဲ့ feeling တွေကိုအသုံးချပြီးတော့ပုံပုံပြီးတော့အာ major ဖြစ်တဲ့ဘက်ကိုရောက်သွားမယ်ပို့ပြီးတော့ရင်းချက်တဲ့ဘက်ကိုရောက်သွားမယ်ပြီးလို့ရှိရင်ကိုယ်စိတ်ကို control လုပ်နိုင်တဲ့ဘက်ရောက်သွားမယ်ဒီကရဆိုလို့ရှိရင်ပေါ့နော်ကိုယ်စိတ်ကို control လုပ်နိုင်တဲ့အပြင်ကိုမှတခြားသူရဲ့စိတ်ကိုနားလည်နိုင်တယ်အာပြီးလို့ရှိရင် control လုပ်နိုင်တယ်ပြီးလို့ရှိရင်အသုံးချတတ်လာတယ်ပေါ့နော် စိတ်နဲ့ပတ်သက်ပါလို့ရှင်ကိုစိတ်ကိုရောမြားရဲ့စိတ်တွေကိုပါအတုံးချတက်လာမယ်သူမြားရဲ့ feeling တွေကိုပါအတုံးချတက်လာမယ်အဲ့လိုမျိုးတက်ကိုပျောက်သွားမယ်လို့မြင်တယ်ဘာကြောင့်မလို့ဒီ feeling ပိုင်းနဲ့ပတ်သက်ပါလို့ရှင်အတုံးချနိုင်လေလေအတုံးချတက်လေလေစိတ် ပိုင်းဆိုင်ရာကို control လုပ်နိုင်လေလေဒီမေလာဟာဆိုလို့ရှိရင်ဒီလာမဲ့မေလာဆိုလို့ရှိရင်ပုံမပြီးတော့ကောင်းမွန်တဲ့ဘက်ကိုရောက်သွားမယ်ပုံမပြီးတော့အောင်မြင်တဲ့ဘက်ကိုရောက်မယ်ပေါ့နော်အဓိကအဖြစ်တော့ feeling ဘာနဲ့ပတ်သက်သွားလို့ရှိရင် control လုပ်ခြင်းအပြင်အောင်မြင်မှုတွေကိုရရမယ်လို့ nova မြင်တယ်ပေါ့နော်ဒါကြောင့်မလို့အာ feeling ဘာနဲ့ပတ်သက်သွားတော့အောင်မြင်မှုတွေကိုရမယ်ဆိုတော့ဘယ်လိုမျိုးနေရာတွေမှာအောင်မြင်မှုရမယ်ဆိုအထူးသဖြင့်ကတော့ဒီလူမှုရေးပိုင်းအနေနဲ့အခြေရေးပိုင်းတွေပေါ့နော်မိသားစုတွေပိုင်းလည်းပါဝင်ပါတယ် အလုတ်ကိုင်မှာဆိုလို့ရှိရင်လည်း feeling နဲ့ပတ်သက်သွားလို့ရှိရင် okay ဆိုပြင်နေမယ်ပေါ့နော်အဲ့လိုဘက်ကိုရောက်သွားမယ်အဲအဓိကအဖြစ်တော့အချီးရင်းနဲ့လူမှုရေးတွေမှာဆိုလို့ရှိရင် feeling တွေကိုအကောင်လို့ဆက်တတ်တဲ့အတွက်ကြောင့်အရန်ကိုမှမှအောင်မြင်မှုရနိုင်မယ်လို့မြင်တယ်ပေါ့နော်အပေါင်းသိနေ okay နေမယ်အချစ်သူဒီဇိုင်းနဲ့လည်း okay နေမယ်ပေါ့နော်အဲ့လိုမျိုးဘက်ကိုရောက်မယ်အဲအကယ်၍ကိုကအဲ့လိုမျိုးနည်းနည်းလေး flap တက်တဲ့တူတွေပါတယ်ပေါ့နော်ချစ်သူရေးစားမရှိဘဲနဲ့အဲ့လိုမျိုးစံကဲတမားရေးဆိုလို့ရှိရင်ကို flap နဲ့တူနဲ့အချင်းချင်းကြားထဲမှာဆိုတော့ chemistry မိလာမယ်ပို့ပြီးတော့ close ဖြစ်လာမယ်လို့မြင်တယ်ပေါ့နော် အကြမ်းမလို့အဓိကဖြစ် feeling ဘိုင်းနဲ့ feeling ဘိုင်းနဲ့တက်ဆိုင်တဲ့လူမှုရေးနဲ့အခြေရေးတွေမှာဆိုအရန်ကိုမှာအောင်မြင်မှုရရှိနိုင်မယ်လာလိဖြစ်မယ်လို့လိုပါမြင်ပါတယ်ပေါ့နော် second အနေနဲ့ကတော့ဒီမှာ wheel of fortune ပြရတယ် ထင်တဲ့တိုင်းပဲဒီမှာဘာပြလဲဆိုတော့ Free Fortune မတိုင်ရေတဲ့ကနိုဘာပြောခဲ့တဲ့အတိုင်းပဲဆိုလို့ရှိရင်ဒီ April လာဆိုလို့ရှိရင်ပေါ့နော်ဒီ reading လေးဖတ်ပေးတဲ့လူဒီအနေနဲ့ဒီ April လာဆိုလို့ရှိရင်အရန်ကမှအရန်ခန်းစားခဲ့ရတဲ့ကာလအရန်ကမှအဆင်မပြေခဲ့ရတဲ့လဖြစ်လိုက်မယ်ပေါ့နော်ဒါကြောင့်မလို့ဒီမေလမယ်လာမမေလာဆိုလို့ရှိရင်အရန်ကိုကောင်းမွန်ပြီးအရန်ကမှအဆင်ပြေရဲ့လပေါ့နော်အာပြောလို့ရှိရင်ကကြင်မဟာဆိုလို့ရှိရင် အကောင်အစိုးဘက်ကနေပြီးမှအကောင်ဘက်ကိုပြောင်းလဲသွားရဲဆိုတဲ့လဖြစ်တယ်ဒါကြောင့်မလို့ဒီ April လာပြီးသွားရဲ့နောက် မေလာစတင်တဲ့အချိန်မှာဆိုလို့ရှိရင်အာကကြမ္မာလှည့်ပြန်တယ်ကိုခန်းစားရလိမ့်မယ်ပေါ့နော်ဆိုတော့အရင်တော့ကအရန်ကို feeling နဲ့ပတ်သက်ပါလို့ရှိရင်အရန်ကိုမှခန်းစားခဲ့ရတယ်အရန်ကိုမှ one night ခဲ့ရတယ်အရန်ကိုမှ အာဒီ April လပေါ့နော်အရန်ကမှာဝမ်းနေခဲ့ရတယ်အာ trauma ရိုက်ခဲ့တယ်ဆိုလို့ရှင်ဒီ mail တောင်းသွားတဲ့အခါမှာခံစားချက်နဲ့ပတ်သက် major ဖြစ်သွားမယ် control လုပ်တက်လာမယ်ဒါကြောင့်မလို့လဲ the view of fortune ရတာပေါ့နော် the view of fortune ကကြတော့အာအစိုးရနဲ့အကောင့်ဆုံးပြောင်းလဲခြင်းဖြစ်သွားတဲ့အတွက်ကြောင့်အာ account နဲ့ရောက်ရှိလာမယ်လို့ပြောချင်တာပေါ့နော်ဒါကြောင့်မလို့ဒီအာလာမယ့် mail ဆိုလို့ရှိရင် nova ရဲ့ဒီ institution ရပြောရမယ်ဆိုလို့ရှင်ပေါ့နော်အာအရန်ကမှာမှာပြောင်းလဲမှုတွေရမယ်ကာလဖြစ်လို့မျိုးအဲ့ဒီပြောင်းလဲမှုတွေอ่ะဆိုလို့ရှိရင်တစ်လနှစ်လပဲခံမယ်ပြောင်းလဲမှုမျိုးမဟုတ်ဘူး အာကောင်းတော့ပြလဲမှုပေါ့နော်အဲ့ဒီကောင်းတော့ပြလဲမှုอ่ะဆိုအလားအလာပဲခံမှာမဟုတ်ဘဲနဲ့ဒီနှစ်နဲ့ချီနိုင်တယ်ပေါ့နော်နှစ်နဲ့ချီပြီးတော့မှတိုးတက်ပြလဲသွားလိမ့်မယ်လို့ nova မြင်တယ်ဒါကြောင့်မို့ changes အကြီးကြီးကမေလာမှာလာမယ်လို့မြင်ပါတယ်ဒါကြောင့်ဒီမေလာကိုကောက်ကောက်မို့အုံချပေးဖို့တော့အာ nova ပြောချင်တယ်ပေါ့နော်အာတကယ်ပဲ feeling နဲ့ပတ်သက်ပါအရင်ကမှမှာ မဲဂျူအဖြစ်ပြီးအရန်ကမှမှာအာတုံးချတက်ပြီးတော့ဒီမှာဆိုလို့ရှိရင်သူကဆိုလို့ feeling လေးပေါ့နော်ဒီခွက်တည်းဆိုတာဘာကိုပြောချင်တာလဲဆိုတော့ဒီမှာလည်းပဲ cup cup ဆိုတာခွက်ကိုပြောတာပဲဒီမှာလည်းပဲခွက်ခွက်ကဘယ်လိုလုံးလဲဆိုတော့နံပါတ်ကမှာနံပါတ်ပါ9နံပါတ်နံပါတ်9ရှိရခွက်ကိုရရတဲ့အတွက်ကြောင့်အာခွက်တည်းရဆိုလို့ရှိရင်တစ်ခွက်နှစ်ခွက်တည်းမဟုတ်ဘူးပေါ့နော်ခွက်တည်းရဆိုလို့ရှိရင်6ခွက်ဆိုတဲ့အတွက်ကြောင့်ခွက်ရသူကအရန်များတယ်အဲ့ဒီသူ့မှာအများကြီးပိုင်ဆိုင်ထားတဲ့ခွက်တည်းကိုသူကဘာဖြစ်နေလဲဆိုတော့ success 5ဖြစ်နေတယ်ဆိုတော့ကြက်ရတာဒါကြောင့်မလို့သူဟာဆိုလို့ရှိရင်ဒီ အဝစ်ဖူးပေါ့နော်အဲ့လိုဆန္ဒမဆန္ဒတွေပြေဝနေတယ်ဒီမေလာမှာဆိုလို့ရှိရင်ကိုဘာဖြစ်ချင်လဲပေါ့ကိုဆန်စစ်ဆန်နာတယ်မှာဘာဖြစ်ချင်လဲထပ်ပါတော့ကိုကဒီ correct crash ကနေပြီးတော့မှကိုကဖြေလို့ရှိနေ crash ရပြန်ကြိုက်တာလို့ညံ့ညံ့ဆိုလို့ရှိရင်လည်းတကယ်ပြန်ကြိုက်လိမ့်မယ်နော်ကိုရဲ့ဆန္ဒတွေမှတ်တယ်မြဖြစ်ပေါ်လာမယ်အောင်မြင်လာမယ်ဆိုတော့ကိုကပြောရတဲ့အတွက်ကြောင့် crash တွေပါတယ်ကိုကို ပြန်ချင်းစီစီနဲ့ပြန်ကြိုက်စီစီနဲ့ဆိုလို့ရှိရင် crash နဲ့ကိုရင်းကြရဲမှာအဆင်ပြေလာမယ်အောင်မြင်လာမယ်တိုးတက်လာမယ်သူ့ရဲ့အခြေတည်ကိုပြန်လည်ရရှိလာမယ်ပေါ့နော်တကယ်ရဲ့ကိုကဒီ feeling ပိုင်းနဲ့ပတ်သက်ပေါ့နော်ထားတဲ့ shadow wish တွေရှိမယ်ပေါ့နော်ထားပါတော့ကိုရဲ့မိသားစုဝင်တွေကလည်းချစ်ချင်းကိုခံယူခြင်းနဲ့ဆိုလို့ရှိရင်မိသားစုဝင်တွေကကိုယ့်ပေါ်မှာ ရင်ငါထက်ပုံပြီးချစ်လာတယ်ပဲပေါ့နော်အာနောက်ပြီးတဲ့ခါကျလို့ရှိရင်တငယ်ချင်းပေါင်းတင်နေကြတယ်မှာလဲကိုဟာဆိုလို့ရှိရင်အာချစ်ခင်မှုလေးစားမှုခံရတဲ့လူကြဖြစ်လာမယ်အပေါင်းတင်မှာဆိုလို့ရှိရင်လည်းပဲအာအပေါင်းတင်တွေရဲ့အာလေးစားမှုတွေအရာအရေးပါအရာရောက်မှုတွေပေးတဲ့သူကြဖြစ်လာနိုင်မယ်ပေါ့နော် ဆွေမျိုးတိုက်ချင်းတဲ့မှာလဲဆိုလို့ရှိရင်လည်းပဲကိုကိုအလူရှိလူခံများလာလိမ့်မယ်ပေါ့နော်ဆိုတော့အရန်ကိုမှမှကိုရဲ့တောင်းတမြအရာအလုံးဟာပြေဝနေမယ်ကာလဖြစ်နေတဲ့ကြာဒီမေလာဆိုလို့ရှိရင်လေဒီဧပြီလလာမှာကောင်းတာဧပြီလပြည့်နေမှာဆိုကိုကမေဂျူရလည်းဖြစ်သွားပြီးတော့အာဗါလဲတကြမာကြီးကအလှည့်ပြားလည်းဖြစ်သွားပြီးအပြင်မှာမှဒီလိုမျိုးဆန္ဒပြေဝတဲ့အချိန်တွေကိုမှပိုင်ဆိုင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ energy ကအရန်ကိုကိုက်လွန်အားကြီးရေနော် ဆိုးဆိုးဆိုးရွားခဲ့တဲ့ကာလတွေအာခလန်းချက်နဲ့ပတ်သက်ပြီးတော့ trauma တွေရပြီးတော့အရန်ကိုမှမှာစိတ်ပီစီခဲ့ရတဲ့ကာလတွေအရဆိုလို့ရှိရင်ဒီ April လမှာကုန်ဆုံးတော့ပြီပေါ့နော် May လမှာပါမလာတော့ဦး May လရောက်တဲ့ခါကျတာနဲ့ချက်ချင်းကိုမှာပေါ့နော်ကိုရဆက်လက်နေကလုံးပြေးသွားသွားမယ်ကိုဖြစ်ချင်တဲ့အရာတွေကလုံးကတကယ်ကိုဖြစ်လာလိမ့်မယ်ပေါ့နော် နောက်ပြီးလို့ရှိရင်နောက်တစ်ခုပါပါလဲဆိုတော့ popularity ပေါ့ကိုယ်ကကြေးထားပါတော့လူသိရှင်ကြလူသိများခြင်းနဲ့လူကြားဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲကိုလိုချင်တဲ့အတိုင်းပဲလူချင်းလူခင်များလာမယ်လူသိများလာလိမ့်မယ်ပေါ့နော်အာမင်းသားမင်းသမီးတွေပေါ့နော် model တွေပါလေဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့နာမည်တွေဟာအာနာမည်ရလာမယ်ပေါ့နော်ကိုယ့်ရဲ့အတိုင်းဝိုင်းတို့မှာကိုယ့်ပတ်ဝန်းကျင်ခုခုမှာကိုယ့်နာမည်ရလာလိမ့်မယ်မင်းသားမင်းသမီး model တွေမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲအစိုးရတွေမဟုတ်ဆိုလို့ရှိရင်လည်းပဲပေါ့နော်အာကိုယ့်ရဲ့အာတည်င်းရဆိုလို့ရမှုန်းနေလိမ့်မယ်ပေါ့နော်ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့နေပင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ account တင်းတွေဟာမှုန်းပြန်နေလိမ့်မယ်အာလူသိများနေလိမ့်မယ်ပေါ့နော် ဒါကြောင့်မလို့ဒီကက်တဲ့အရာဆိုလို့ရှိရင်ဒီမေလာဟာအရန်ကိုမှမှာအမေကျော်ကြောင့်မလို့ရမယ်တော်ရှင်းမှုလည်းရမယ်အာကျဉ်းချမ်းမှုတွေကိုလည်းခန်းစားရမယ်ကာလာဖြစ်တဲ့လို့နိုဗာမြင်ပါတယ်ဘောနော်ဒါကြောင့်မလို့ဒီမှာအာဒီမေလာရဲ့အချုပ်ပေါ့နော်မေလာရဲ့အချုပ်ဒါပြောလို့ရှိရင်တော့ဒီမေလာတစ်ခုလုံးကြီးမှမှာပေါ့နော်ဒီတကယ်တည်းနဲ့ပူဇော်ပြုပြီးရောမှာကက်ကူရွေးရမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်လာမလဲပေါ့နော်မေလာတလာလုံးရဲ့ကက်ချက်မှာကိုစားပြုတဲ့ကက်ကလေးကဘာဖြစ်မလဲအချုပ်ကက်ကလေးကိုကြည့်စီအောင်နော် โอเคအချုပ်ကအချုပ်ကကဆိုတော့ရှင်သူကဘာပြလဲဆိုလို့ရှင် collaboration ဆိုတဲ့ကကိုပြရယ်ပေါ့နော် collaboration ဆိုတာကဒီလူမှုတိုင်းဝိုင်းနဲ့အပေါင်းအသင်းတွေတော့ပြရယ်ပေါ့နော်အဲ့တော့ global minute တိုင်းဆိုလို့ရှင်လူမှုရေးမှာဆိုလို့ရှင်အရန်ကူမှာမှာအော်ဘယ်လိုပြောမလဲအ collaboration တွေလာမယ်အဲကိုယ့်ရဲ့လူတိညာရှင်ကြမှုလူလူတိလူတိရှင်ကြဖြစ်မှုလူတိညာမှုတွေကြပေါ့နော်ဒီလိုမျိုး collaboration တွေလာဖို့ရှိရဲကိုယ်လာပြီးကန်လက်မယ်အာ model တွေပေါ့နော် model တွေဘာညာဆိုလို့ရှင်လည်းပဲအဲ့လိုမျိုးကျန်ရလာအတိုင်းမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ကရိတ်ကောကအဲ့လိုမျိုးလုပ်ငန်းနယ်ပယ်မှာမဟုတ်နေဘူးအဲ့လိုအမှုပညာနယ်ပယ်မှာဟုတ်မနေဘူးကိုယ့်ရဲ့ခြားနယ်ပယ်တွေမှာရှိမှထားပါတော့ကိုကဝန်ထဲတယောက်ဆိုလို့ရှင်လည်းပဲအာကိုယ့်ကိုဒီအထက်လူကြီးကနေပြီးမှအတိမတ်ပြုတာမျိုးလေးတွေတို့မဟုတ်လို့ရှင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့ senior ကိုယ့်ရဲ့ လောပကိုင်းဘက်တကနေပြပဲကိုကိုအတိမတ်ပြပြီးတော့မှပူပေါင်းဆောင်ရဖို့အတွက်လာပြီးတော့လိုစကားပြောတာမျိုးလေးတွေရှိတတ်တယ်ပေါ့ဒါကြောင့်မလို့တရားလူမှုရေးရဲ့အရင်ကောင်းမွန်တဲ့ကိတ်လေးဖြစ်တယ်အဲကြောင့်မေလာဆိုလို့ရှိရင်အရင်ကောင်းတဲ့ကလိုနိုဗာမြင်တယ်အာအဓိကချက်ပါမှာလဲဆိုလို့ရှိရင်ဒီကြော်ကြအောင်မြင်မှုနဲ့အာ ဘာလဲလူမှုဆက်ဆံရေးတွေမှာဆိုလို့ရှိရင်အဓိကအဖြစ်တော့အရန်ကိုမှမှာအောင်မြင်မှုတွေရနိုင်မယ်လာဖြစ်တယ်လို့မပါမြင်တာဒါကြောင့် mainly mail လေးကိုလေဘယ်လိုတုံးချမလဲဆိုတော့ the feeling တွေကိုတုံးချပါတော့ဒီကိုယ့်ရဲ့ community ကိုရလာမယ် community တွေကိုယ့်ရဲ့ကမ်းလှမ်းမှုတွေကိုယ့်ရဲ့ opportunity တွေပေါ်မှာ feeling ကိုတုံးချပြီးတော့ဗောနောကိုယ့်ရဲ့ feeling လည်းကိုပြန်တုံးချသူများရဲ့ feeling တွေကိုလည်းပြန်တုံးချပြီးတော့မှအောင်မြင်မှုကိုရအောင်ယူလိုက်ဗောနောအဆိုလို့ရှိရင်ဒါ account တော့နီးလန်းတစ်ခုဖြစ်လိုက်မယ်ဗောနောဘာလဲဆိုတော့ကံကြမ္မာကိုယ့်ဘက်မှာရှိနေပြီဒါအားကြောင့်မလို့အာ feeling တွေကိုကောက်ကောက်တုံးချမယ်အဲ ရင်ကလိုမျိုးစိတ်တွေစက်တာမျိုးလေးတွေမရှိတော့ဘူးစိတ်တွေကတည်ငြိမ်နေမယ်ဒေါတာကိုဘလို့သုတ်ပြန်ရမလဲဆိုတော့တည်လာပြီလူတွေကိုဘလို့ဆက်ဆံရမလဲဆိုတော့သူတည်လာတယ်ဒါ feeling ကိုတည်လာတယ်လူတိုင်းကပြောင်းလဲလာမရပဲပေါ့နော်လူတယောက်ဟာ feeling တစ်ခုကိုထိန်းချုပ်တတ်ပြီဆိုတာ ਨੇ ပေါ့နော်ဒီ feeling တွေကိုရ emotion တွေကိုတုံးချတတ်လာပြီထိန်းချုပ်တတ်လာပြီအဲ့လိုမျိုးပေါ့တ냐ခြားသူရဲ့ feeling တွေသူများသူများသူရဲ့အဲ့ဒီ feeling တွေသူများရဲ့ဗာလဲ အာခန်းစားချက်တွေပေါ့ပေါ့နော်ကောက်ကောက်နားလေပြီးကောက်ကောက်တုံးချတက်နေပြီဆိုလို့ရှိရင်အဲ့လူကလေဒီလူမှုဆက်ဆက်ရေးမှာအလုံးဝအဆင်ပြေတယ်နော်လူမှုဆက်ဆက်ရေးမှာအဆင်ပြေရဲ့ချီးရင်မှာလည်းပဲအဆင်ပြေရဲ့အဲ့လိုလူမှုဆက်ဆက်ရေးနဲ့ချီးရင်မှာအဆင်ပြေနေပြီနော်ပေါင်းစပ်ဆက်ဆက်မှုမှာအဆင်ပြေနေပြီဆိုအဲ့လူကဆိုဘာလို့လောက်အောင်နေလဲအဲ့ကြမ်းမလို့လေအရင်ဆုံးကလူမှုရေးကောင်းမလို့ရတယ်လူမှုရေးကောင်းမှသာလျင်ဒီအလောက်ကိုင်းလုံးငွေကြေးတို့ပညာရေးတို့ဆိုတာစပြီးတော့မှပြန်ပြီးတော့ပြောင်းလဲကောင်းသွားရပေါ့အဲ့တော့ Nova ရဲ့ဒီတယောက်တူတူတယောက်ထဲရဲ့အာ feeling ရတူတူတယောက်ရဲ့အမြင်ရဆိုလို့ရှိရင် အဓိကကလူတယောက်အမြင်ဖို့ဆိုတာကလူမှုဆက်ဆံရေးကောင်းနေမှရမယ်လူမှုဆက်ဆံရေးကောင်းနေမှသာလင်းထားတော့အာငွေကြီးလာအလောက်ကိုင်းလာเนาะအာဗာလေ opportunity တွေလာเนาะပြီးလို့ရှိပညာရေးတွေလာအကုန်လုံးအနောက်ကလိုက်လာတာပဲเนาะအဲ့တော့ လူမှုစုဆိုင်ရင်ကောင်းတဲ့ခါကျလို့ရှိရင်အတိုင်းဝိုင်းရမယ်အတိုင်းဝိုင်းရတဲ့ခါကျလို့ရှိရင်အတိုင်းဝိုင်းကနေပြီးမှအလုပ်အလုပ်ဆိုရင် opportunity ဆိုရဟာရမယ်အဲ့ opportunity ကနေပါအလုပ်ကိုရမှာအလုပ်ရတဲ့ခါကျမှပဲငွေကြေးဆိုတော့ခေါ်ထိုက်တာမှာနော်အဲ့တော့ငွေကြေးရှိမှဒါလေပညာရေးဆိုတာကလည်းကိုကတက်မြောက်နိုင်မှလေနော်အာငွေကြေးမရှိပဲလေပညာဆိုတာတက်မြောက်ခွင့်သိပြီးတော့ရှာရဲပေါ့နော်အာတကယ် pressure ဖြစ်တဲ့ပညာရေးရကြတော့လေငွေငွေကုန်ကြေးကခင်ရတိုင်းမျိုးလေးရှိတာပေါ့ ဆိုတော့အာအလုံးရဲ့အဓိကအုတ်မြစ်ကကျတော့ဒီလူမှုဆက်ဆံရေးလိုပဲ Nova မြင့်နေပေါ့နော်ဆိုတော့ဒီလူမှုဆက်ဆံရေးကောင်းပြီဆိုတာနဲ့ဒီမေလတလလုံးဟာဆိုလို့ရှိရင်တကယ်ကိုကုကန်ဂျမားလဲကိုဘမှာရှိနေပြီးတော့ဒီအတိုင်းဝိုင်းနေရလေရနေပြီးအပြင်ကမှာအဲ့လိုမျိုးရနေတဲ့အတွက်ကြောင့်ပဲသူ့ရဲ့ဆန္ဒတွေပြေသွားတာဒီမှာလေဆန္ဒပြေသွားတဲ့ကရတာနော်ဒါကြောင့်မို့ဒီကရဲ့ဒီကက်ကဆိုလို့ရှိရင် feeling တွေကို control လုပ်နိုင်တဲ့ကက်ဖြစ်တယ်။ဒါကြောင့်မလို့ feeling နဲ့ control တွေကိုလုပ်နိုင်တဲ့အမြတ် အဖြစ်လာလဲဆိုလို့ရှိရင်လူမှုတိုင်ဝမ်တစ်ခုရတယ်လူမှုတိုင်ဝမ်တစ်ခုရတဲ့အပြင်ကမှမလူမှုဆက်ဆံရေးကောင်းမယ်လူမှုဆက်ဆံရေးကောင်းတဲ့တိုင်ဝမ်တစ်ခုရတဲ့အတွက်ကြောင့်အာကန်ဂျင်မာကိုဘက်မှာရောက်လာတာပေါ့နော်ဒီဟာကိုထပ်ကိုပြုတ်ပြီးတော့မှအာကန်ဒီကောင်းလာမယ်ကန်ဒီပြောင်းလဲလာမယ်အရင်တော့ကကံကောင်းခဲ့တဲ့ကန်ကန်ဒီယာကြီးပြောင်းလဲလာမယ်ပေါ့နော်ကန်ဒီယာကြီးပြောင်းလဲလာပြီးတော့ကန်ကောင်းမှုရောက်ရှိလာတဲ့အတွက်ကြောင့်သူ့ရဲ့ဆန္ဒတွေအကုန်လုံးကပြည့်သွားလာမှာနော်ဆိုတော့ဆက်ဆံမှုရှိတဲ့ကက်တွေအကုန်လုံးဟာတစ်ခုပြီးတစ်ခုဖြစ်လာမယ်လို့လို့ပါမြင်တယ်အဲဒါကြောင့်မို့လို့ဒီမီလာလက်ကောင်းမှုအသုံးချပြီးတော့မှ ကိုယ့်ရဲ့ဆန္ဒတွေကိုကိုထိန်ချုပ်အများဆန္ဒတွေကိုလည်းပဲကိုဟာဆိုလို့ရှိရင် apply လုပ်တတ်ရမယ်အဲ့လိုမျိုးနဲ့ပဲဒီမေလာဆိုလို့ရှိရင်အရန်ကိုမှအာ pressure ဖြစ်တဲ့လာလတကိုဖြစ်လာမယ်လို့ November နဲ့တည်းဆိုတော့ဒီ January reading layer ကိုဖတ်ပွားပြီးဆိုလို့ရှိရင်အာ reader layer တွေဟာဆိုလို့ရှိရင်ပေါ့နော်အာကိုယ့်ရဲ့ဆန္ဒတွေကိုကိုဟာဘာကိုကကိုကိုနားလဲရမယ်ကိုဘာဖြစ်နေတာလဲဆိုတာကိုနားလဲရမယ်အဲ့လိုမျိုးပဲ ကိုဘာတွေမဖြစ်ရှင်လဲဆိုတာနားလိုက်ရမယ်เนาะအဲ့အပြေမှာမှာကိုယ့်ရဲ့ခံစားချက်တွေကိုဘယ်ရောက်ထုတ်ပြတဲ့လဲဘယ်ရောက်မထုတ်ပြတဲ့ဘူးလဲအဲ့ဒါလေးတွေလုံမယ်ပြီးတဲ့ခါကျတော့ခြားလူတွေရဲ့ခံစားချက်တွေကိုလည်းအကွာနားလည်ပေးဖို့တော့လိုအပ်တယ် အဲ့လိုမျိုးပဲကိုရခလာချက်တွေကိုမလိုချင်လဲဆိုတာကိုတေချာသိပြီးတော့ကိုကအဲ့ဒါတွေကိုဆန်းစစ်ရမယ်ရှာဖွေရမယ်ပြီးရခလာလို့ရှိရင်အသုံးချရမယ်ရယူရမယ်ဒါလိုတွေဒါမျိုးလေးတွေလုပ်နိုင်ပြီဆိုလို့ရှိရင်တော့အာမေလာဟာဆိုလို့ရှိရင်တကယ်ကိုကောင်းမှုတယ်လလေးဖြစ်လာလိမ့်မယ်နိုဗာ100ဘာဆန်ထောက်ခံတယ်ပေါ့နော်အာအမတ်ခံတဲ့ဒီလလေးရဆိုအရင်ကကောင်းမှုတယ်လလေးဖြစ်လာမယ်အမ်ပုံမှန်အဖြစ်တော့မေလာတရားဆိုလို့ရှိရင်လေပူပင်းချုပ်တဲ့လလေးဖြစ်တဲ့ကြောင့်ပြီးရခလာလို့ရှိရင်ဒီမိုးကုံဆောင်ခုဖြစ်တယ်အမမိုးကုံ မိုးကောင်မော sorry နေကောင်မိုးကုပ်ဖြစ်တဲ့အတွက်ကြာနည်းလေးပုံတိုင်းနဲ့ထန်ပြီးတော့လူရဲ့ feeling တွေကလည်းနည်းနည်း animal ဖြစ်တဲ့ like ဖြစ်လေးဖြစ်တာရှိတယ်ဒါပေမဲ့ဒီကက်တရဆိုလို့ရှိရင်ဒီ reader လေးတွေရဲ့ feeling တွေဟာဆိုလို့ရှိရင်တကယ်ကို good good အာဘယ်လိုပြောလဲ good saturation မှာရှိနေတဲ့အတွက်ကြောင့်အာအရင်ဦးလူနဲ့တော့အရင်ဟိုမတိုင်းဆိုင်ဆိုပေမဲ့လည်းပဲတကယ်ကိုမှကန်ကောင်းတဲ့လားတစ်ခုဖြစ်လိုက်မယ်လို့တော့မြင်နေတယ် ဒါတွေကို apply လုပ်ဖို့အတွက်လည်းထောက်ခံပါတယ်ပေါ့နော်။ကေတာဆိုလို့ရှိရင်ဒါကမေလတ်လလုံးရဲ့ဖြစ်ပေါ်လာမဲ့အာကန်ဂျမာဟော့ကင်းလေးဖြစ်ပါတယ်။ကေတာဆိုလို့ရှိရင်ဒီဟာလေးကိုဖတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ Nova ကိုကွန်မန့်လေးမှာပေါ့နော်အာကြည့်လို့ကိုယ့်ရဲ့ပေါ့နော်ဒီ energy နဲ့တကယ်ใกล้ညီလားမใกล้ညီဘူးလားဆိုတာလေးကိုအာကွန်မန့်လေးဖတ်ဖတ်ပြီးတော့ဘယ်လိုပြောမလဲရေးခဲ့ပြီပေါ့နော်အာ ကွန်မန့်လေးလေးလည်းညိုပါဖတ်ခြင်းတယ်ပေါ့နော်ဒါကြောင့်မလို့ allergy cam guide လေးလေးရေးခဲ့ပေးပါအောင်နော်အာဆုံးဖြတ်ပေးခဲ့ကြရတယ်ဗီဒီယိုလေးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အာ nova ရဲ့ဒီ reading လေးဒီကိုဖတ်ပေးခြင်းတယ်ဆက်ပြီးတော့ကြည့်ကြည့်နေဆိုလို့ရှိရင်လည်းပဲဒီ channel လေးကို subscribe လုပ်ပြီးတော့မှအာဆက်ပြီးတော့ဖတ်ပေးဖို့တာရခင်ပြန်စီရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်